င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့နောက်ချုံမှာတိုင်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တီဟာတူရာပွဲရပုံမူကြီးတအူဒရုန်းထိမှန်ကာနေပြီးတော့ကိုအရေးပေါ်ပို့ဆောင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ် တိုက်ပွဲများပြင်းထန်နေတဲ့ရှမ်းမြောက်နောက်ကျွမြနယ်မှာစစ်ကောင်စီတပ်မှတီဟာတူရာပွင့်ရဘုံမှုကြီးအေမင်းအောင်ဒရုန်းထိမှန်ပြီးပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့အတွက်နေပြည်တော်ကိုအရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။မေလနောက်ဆုံးပတ်တွင်ကဖြစ်ပွားခဲ့တဲ့နောက်ကျွတိုက်ပွဲမှာတော်လိုင်းတပ်ဖွဲ့များလွှတ်တင်လိုက်တဲ့ဒရုန်းကိုထွက်ကြည့်ရမှာဘုံကြားရောက်ပေါက်ွဲပြီးဘုံမှုကြီးအေမင်းအောင်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတပ်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ TNIA နဲ့ OMD စစ်မျက်နှာမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာဒရုန်းဘုံထိမှန်သွားတယ်လို့သိထားပြီးဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ် င်ရခိုင်တိုက်ပွဲမှာဟိုဘက်ကတိုက်စစ်ကိုမခံနိုင်တော့လို့ဗျံပဒါဆုတ်ထွက်ပြေးတာကိုတီဟာသူရဘွဲပြီးခံထားတာပါလို့တပ်သတင်းအရင်းမြစ်တွေကပြောပါတယ်။ရရှိတဲ့ဒဏ်ရာမှာပြင်းထန်တဲ့အတွက်အနည်းပြီးတော့ကရင်တထောင်ကိုအရေးပေါ်ပို့ဆောင်ထားပြီးစေကူတမှုခံယူနေရကြောင်းသိရပါတယ်။ပုံမူကြီးအေးမင်းအောင်မှာစစ်တပ်ကတော့အပတ်စဉ်54မှာဖြစ်ပြီး2019ခုနှစ်မလအတွင်းကပုံနာကျုံမျိုးနဲ့ပုတ်တော်ချင်းရွာနီတိုက်ပွဲများမှာအာရခတက်တော်အင်ကိုနှာရီပေါင်း360ကျောင်းခုခံတိုက်ခိုက်ခဲ့တဲ့အတွက်တီဟာသူရဘွဲရရှိက ြောင်းသိရပါတယ်။နောင်ချုံမြို့နယ်မှာအခုစွန်လနောက်ဆုံးပတ်အတွင်းတိုက်ပွဲပြန်လည်ပြင်းထန်လာပြီးကံကြီးချင်းရွာကိုစစ်ကောင်စီကပြန်လည်စီရင်ထားပြီးစစ်ကောင်စီကစွန်လ25ရက်နေ့မှ26ရက်နေ့အတွင်းလက်နက်ကြီးအလုံး100ကျော်26ရက်နေ့အတွင်း လက်နက်ကြီးအလုံး200ကျော် drone ပုံးနဲ့လေယာဉ်ပုံး100ကျော်တို့ကိုကျင်းချတိုက်ခိုက်ခဲ့ကြောင်းတောင်းတက်မတော် TNL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကနောင်ချိုကြီးတင်ပင်လေမှာလက်နက်ကြီးစကန်အခြေချပြီးကန်ကြီးဘက်မှတက်လာတဲ့တပ်နဲ့တောင်ခမ်းဘက်မှတက်လာတဲ့တပ်တို့ကိုအင်အားဖြည့်ပစ်ကူပေးဖို့စီစဉ်ထားမှုတွေရှိကြောင်းသိရပါတယ်နောက်တပ်တပုတ်အနေနဲ့အကျဉ်းထောင်တွင်မတည်တည်မဲ့တည်ဆုံးခဲ့ရတဲ့နိုင်ကျင်များအတွက်စစ်ကောင်စီကိုလုံဝခွင့်လွတ်မပေးဘဲတရားမျှတမှုရယူသွားမယ်လို့လွတ်တော်ကိုစားပြုကော်မတီများကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အကျဉ်းထောင် ရမှာမတရားဖန်ဆီးထိန်းသိမ်းခံရကနိုင်ငံရေးအကျဉ်းသားတွေမတည်ဆုံးတင်ပေတည်ဆုံးနေရတဲ့ဗောစစ်ကောင်စီနဲ့လက်ပါစီတွေကိုခွင့်လွှတ်မှာမဟုတ်ပဲပြည်ရင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတရားမျှတမှုရရှိအောင်လှုံ့ဆော်သွားမယ်လို့ပြည်နယ်နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့ဖန်ဆီးခြင်းခံထားတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းထောင်တွေထဲမှာအကြံဖတ်မှုနှိမ်ပန်းနေဆက်မှုလုံလောက်တဲ့စေဝါနဲ့အစာအာဟာရမရှိမှုလို့ကြောင့်မလိုအပ်ပဲအသက်တည်ဆုံးခဲ့ကြပြီးအဲ့ဒီထဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ောက်ကိုယ်စားလှယ်145ရောက်ပါဝင်တယ်လို့သိရပါတယ် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဖြစ်သူမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်က2024ခုနှစ်အောက်တိုဘာလ9ရက်မှာထောင်တွင်းကျဆုံးခဲ့ပြီးလျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်ကလည်း2024အောက်တိုဘာ10ရက်နေ့ဦးဘူတော်မှာကျဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မှာလည်းမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ကမန္တလေးဦးဘူအချင်းထောင်ထဲမှာလုံလောက်တဲ့စီကူတာခွင့်မရရှိခဲ့တာကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ပြည်နယ်နဲ့ Federal Union လွတ်တော်တွေလွတ်တော်ကိုစားပြုကော်မတီတွေကမန္တလေး တိုင်းလွှတ်တော်ဥက္ကဋ္ဌဥဝောင်ကျုံနှင့်တကွာຫນွေဥတော်လိုင်းကာလတွင်ကြာဆုံးခဲ့ပြီးဖြစ်တဲ့ရဟန်းရှင်လူចောင်းသားပြည်သူတွင် ကောင်းရသူကလေးလာပါစေလို့ပူရဲကြညာချန်နယ်တူအချင်းထောင်တွင်မှမလိုအပ်ပင်ကြာဆုံးကရသူတွေအတွက်မင်းအောင်လိုင်ဦးဆောင်တဲ့အကြံဖက်စစ်တပ်နဲ့လက်ပါစီရီကိုလုံးဝခွင့်လွှတ်မှာမဟုတ်ပဲပြည်ရင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတရားမျှတမှုအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့ဒီကြညာချက်ကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အင်အာရီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကရားပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ် ယ်လွှတ်တော်ကိုစားဖြူကော်မတီမွန်ပြည်နယ်လွှတ်တော်ကိုစားဖြူကော်မတီရှမ်းပြည်နယ်လွှတ်တော်ကိုစားဖြူကော်မတီပဲခူးတိုင်းလွှတ်တော်ကိုစားဖြူကော်မတီနဲ့မန္တလေးတိုင်းလွှတ်တော်ကိုစားဖြူကော်မတီတို့ပူးရဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးကြောင်မဲမြို့ကိုစစ်ကောင်စီထပ်မံပုံကျပြီးပြည်သူ့အုပ်ထံရရကနေအင်းဆယ်လုံးပြည်စည်းရဲ့ကြောင်တင်ဆက်ပြီးပါမယ်အကြံဖက်စစ်ကောင်စီကတောင်းတက် DNL ထင်းချုပ်ရာကြောင်မဲမြို့ကိုဂျက်ဖိုက်တာနဲ့ထပ်မံပုံကျတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့ချားရောက်ထိမှန်ထံရရရှိခဲ့တယ်လို့ DNL ကဒီကနေ့မှထုတ်ပြန်ပါတယ်ဇွန်လ29ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းမှာစ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာကတောင်မဲမြို့ရက်ကွက်တစ်ကိုပေါင်250ဖုံးနှလုံးလာရောက်ကျေချခဲ့တာကြောင့်မြို့သမီးနှစ်ယောက်မြို့သားလေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ဆယ်လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကစွန်လ24ရက်နေ့26ရက်နေ့တွေကလည်းတောင်မဲမြို့တွင်ကိုလေးချောင်းအုံပြူပြီးပုံလေးလုံးကျေချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ယောက်သေဆုံးပြီးကလေးငယ်2ယောက်ပါဝင်16ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်52လုံးနဲ့စာသင်ကျောင်း2ကျောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ်စေအုပ်စုကလေးချောင်းကိုအတိကအုံပြူကအရက်သားပြည် သူတွေကိုဥတီတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူလူတို့အနေနဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရည်တည်အမြဲရှိကြဖို့လိုအပ်တယ်လို့လေးချောင်းရံကကွေးဆိုင်ရာနီးလန်းတွေကိုလည်းလိုင်းနာဆောင်ရွက်ကြဖို့ TNN လင်းကအသိပေးတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးအသက်ခံအမကိုကြောက်နေတဲ့ရှာအိမ်မှုများစစ်မှုတန်းချင်းကောင်းယူမှုကိုအမျိုးသမီးများဖြင့်လှုံ့ဆော်ခိုင်းနေတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ဘကူတိုင်းအနောက်ခြမ်းရှိမြို့နယ်များမှာရှာအိမ်မှုတွေကအသက်ခံအမကိုကြောက်လန့်တဲ့အတွက်စစ်မှုတန်းချင်းကောင်းယူမှုကိုအမျိုးသမီးများနဲ့ကောက်ခံခိုင်းနေကြောင်းဒေသခံတွေစီကသိရပါတယ်။စစ်မှုရန်ချင်းကောက်ခံတဲ့အုပ်ချုပ်ရေးမှုနဲ့ရှာအိမ်မှုတွေကိုတော်လိုင်းဖွဲ့ချုပ်ကရှင်းလင်းမှုတွေမကြာခဏလှုံ့ဆော်နေတာကြောင့်ရှာအိမ်မှုတွေကရက်ွက်အတွေ့ရှင်မျိုးသမီးများကုညီတောင်းပြီးငွေကြေးကောက်ခံမှုတွေပြုလုပ်နေခြင်းဖြစ်ပြီး အုပ်ပုံမျိုးနဲ့မှအသက်50ရွေးမျိုးသမီးတောင်ကဆိုပါတယ်တယောက်တည်းတော့မဟုတ်ဘူးအမျိုးသမီး9ယောက်တစ်ဖွဲ့ခွဲပြီးတော့အိမ်တအိမ်တက်တိန်စင်နဲ့ပတ်စံလိုက်ကောက်ခိုင်းတာရှာရင်မိုးတွေကမကောက်ရဲတော့ဘူးခါတိုင်းပတ်စံတွေဆိုသူတို့ကိုယ်တိုင်ကောက်တာအခုလအစပြီးအမျိုးသမီးတွေကိုကောက်ခိုင်းနေအမျိုးသမီးတွေကိုဖိအားပေးပြီးကောက်ခိုင်းတာလို့၎င်းကဆိုပါတယ်အုပ်ချုပ်ရေးမှုနဲ့ရှာရင်မိုးမရှိတဲ့ကျေးရွာအုပ်စုတို့မှာစစ်မှုထမ်းကြီးကောက်ခံဖို့အတွက်စစ်ကောင်စီဖွဲ့ဝင်တွေကအမျိုးသမီးတွေကိုကောက်ခံခိုင်းနေကြောင်းမင်းလာမြို့နယ်မှာအသက်၄၀ရွေးမျိုးသမီးတောင်ကပြောပါတယ်အုပ်ချုပ်ရေးမှုနှုတ်ထွက်တဲ့ရွာ တွေပြစ်သက်ခံရလို့အုတ်ချုံရီမှုမရှိတဲ့ရွာတွေဆိုရင်ရှာအိမ်မိုးတွေကကြောက်လန့်ပြီးပတ်စံမစုံရဲတော့ဘူးအဲ့တော့မျိုးသမီးတွေကပတ်စံကောက်ရမယ်ပတ်စံကိုလည်းကိုဘာသာသွားပေးရမယ်ဆိုပြီးအမျိုးသမီးတွေကိုတာဝန်ပေးတာလို့၎င်းကဆိုပါတယ်စစ်ကောင်စီကတောင်းခံနေစစ်မှုတန်းကြီးကိုမပေးပါကဒေသခံများပေါ်တာဆွေးခံရမှာကိုကြောက်လန့်နေရတဲ့အပြင်ငွေကြေးပေးပါကလည်း PDF များအနေရပြုမှာကိုထိမ့်လန့်နေရတာကြောင့်ရက်ကွက်အုတ်ချုံရီမှုနဲ့ရှာအိမ်မိုးတွေကငွေကြေးကောက်ခံမှုမပြုလုပ်တော့ဘဲအမျိုးသမီးကိုသာကောက်ခံခိုင်းခြင်းဖြစ်တယ်လို့စစ်ကောင်စီကရှာအိမ်မှုတောင်းကပြောပါတယ်ပတ်စံကောက်ရင် ်လည်းအသက်ခံမှာကြောက်တယ်မကောက်ပြီးရင်လည်းရွာကလူတွေပေါ်တာဆွဲခံရတဲ့အခါလိုက်ထုတ်ဖို့ခတ်တယ်အဲဒီတော့မဖြစ်မနေကောက်ရမယ့်အခြေအနေဖြစ်နေတော့ရွာတွေကအမျိုးသမီးတွေကိုအဖွဲဖွဲပြီးလိုက်ကောက်ခိုင်းတာဒီတစ်ဘက်ကတစ်ဖွဲစုနောက်တစ်ဘက်ကတခြားတစ်ဖွဲကပတ်စံလိုက်ကောက်ပြီးရတယ်လို့၎င်းကဆိုပါတယ်အဲဒီလိုအုပ်ချုပ်ရေးမှုနဲ့ရှာရင်မှုများပတ်စံကောက်ခံခြင်းမရှိဘဲအမျိုးသမီးများမှာပတ်စံကောက်ပြီးနေရခြင်းကစစ်တပ်ကိုကူညီအားပေးနေခြင်းကြောင့်မဟုတ်ဘဲဒေသခံတွေများပေါ်တာဆွဲခံမယ့်အရေးကိုစိုးရိမ်တာကြောင့်သာဆောင်ရွက်ပြီးနေရခြင်းဖြစ်တယ်လို့စစ်မှုထမ်းကြီးကောက်ခံပြီးနေရတဲ့မျိုးသမီးတောင်ကရှင်းပြပါရယ် အမားတို့ရွာမှာအုပ်ချုပ်ရေးမှုမရှိတော့ဘူးနောက်အစ်စ်လုံးမဲ့သူလည်းမရှိဘူးရှာရင်မှုတွေကပတ်စံမကောင်းရင်ပိုးပတ်စံမကောင်းရင်လည်းစစ်တပ်ကရှမ်းရှာအောင်ပဲဘသူမှကိုတူကိုသားတွေပေါ်တာဆွဲခံရတယ်လည်းမပါစေချင်ဘူးအဲ့တော့မဖြစ်မနေအန်ဒီတို့ကပတ်စံကောက်ပေးနေရတာကောက်လို့ရတဲ့ပတ်စံကိုမြို့ပေါ်မှာသွားပေးရတယ်မဖြစ်မနေမို့လို့ဒါပေးနေရတာလို့၎င်းကဆိုပါတယ်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးရင်နောက်ဘကိုတိုင်းအနောက်ချမ်းရှိမြို့နယ်တွေမှာစစ်မှုထမ်းစီပေးဆောင်နေရတာဖြစ်ပြီး၎င်းငွေကြေးတွေကိုချင်းရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ရှာရင်မှုတွေကဥဆောင်ကောက်ခံပေးတာလည်းဖြစ်ပါတယ်အဲ့လိုစစ်မှုထမ်းစီမပေးရချင်းရွာ ရိကိုစစ်ကောင်စီနဲ့ပြူစောတီများကပေါ်တာဆွဲမှုတွေပုံမပြုလို့ကြောင်းထေသခံတွေစီကစုံစမ်းသိရှိရပါတယ်။ ဆက်လက်ပြီးနောက်ချုပ်မျိုးကိုလက်မလွတ်ဘူးလို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြန်သိမ်းပိုင်နိုင်ဖို့အသေးအတန်ကြိုးပမ်းနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောက်ချုပ်မျိုးကိုတောင်းတက် TNL ကိုလက်လွတ်လိုက်ရတော့မယ်လို့စစ်တပ်ထောက်ခံသူတွေကဝါဒဖြန့်နေပါတယ်။နောက်ချုပ်မျိုးနယ်အတွင်း TNL နဲ့ပူးပေါင်းတပ်တွေနေတိုင်းကြာဆောင်နေတယ်လို့လက်နက်ခဏ်းရတွေနဲ့တင်ဆက်ရမိခဲ့တယ်လို့ Telegram Channel တွေကတဆင့်ဝါဒဖြန့်နေကြပါတယ်။ဒါပေမဲ့နောက်ချုပ်မျိုးနယ်နဲ့အရင်တဝါရှိကြီးရွာခုနှစ်ခုထပ်မင်းမှာစစ်ကောင်စီလင်းရင်ပုံကျဲတိုက်ခိုက်မှုတွေနဲ့တူတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတာကလွဲပြီး ။နောင်ချုံမြို့နာကိုတော့စစ်ကောင်စီတပ်တွေမကတ်နိုင်သေးဘူးလို့စစ်ရေးတင်အရင်မြစ်တွေကဆိုပါတယ်။နောင်ချုံမြို့ကိုတောင်တက် TNL ဘက်ကလက်လွတ်တော့မယ်လို့စစ်တပ်ထောက်ခံသူတွေဘက်ကပြောနေရတဲ့ပတ်သက်ပြီးပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ရဲ့တင်နဲ့ပြန်ကြားရေးတာဝန်ခံလွေးရီဦးကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။